စီစီနဲ့ရဲပေါ်တော့အဲ့ဒီမှာရှိတဲ့ဟာကိုအင်အားထောင်ကျော်လောက်နဲ့ဝင်လုံးတယ်ပါသွားတယ်ဒါစစ်တိုက်တာပါသွားတယ်ရှုံးတယ်ပေါ့ဗျာဟုတ်လားရှုံးတယ်ဆိုလို့တစ္ဆာပေါက်ပေါ့တစ္ဆာပေါက်ကဒီရွာထဲကိုရင်ဝန်းလာတော့အမှုမဲ့မဲ့အနိုင်မိပါလားပေါ့ဗျာဘယ်နေရာဝင်ရဘယ်နေရာဒီနေရာကိုတစ္ဆူကုန်းမှာတကွာပြုစစ်ချင်ပါလေဗျာနော်ပြုစစ်လာရတာလားဒီကွာနေမှာတစ္ဆာပီဒီယာထဲပေါ်ရဝင်သွားတယ်သူကနေမှာဥဆောင်ပြီးမှလာခဲ့တယ်ဘာထဲမှာဘယ်နေရာဘယ်နေရာဘယ်နေရာကဲဘယ်နေရာဆိုတော့ထောက်ထအကုန်တိရပေါ့ဗျာအတိတော့နေရာတိတော့အဲ့မှာခံလိုက်ရတယ် ဘာလုပ်နိုင်လို့လဲသူတို့ကတော့အင်းစင်စင်ဖုံးကြောက်မှလည်းနှက်တော့ကုန်ဖန့်သွားတယ်နေရရင်နဲ့နေရရင်နဲ့ဥတက်သွားတယ်ဘယ်လောက်ရှင်းတာကြာကောင်းလဲဒါကိုတိစီချင်းလို့ပေါက်ကိုတော့မေတ္တာစေတနာနဲ့ပြောပြကြီးဖြစ်တယ်တို့မျိုးနယ်ကိုချုပ်ချက်တယ်တို့ပေါက်မျိုးကိုချုပ်ချက်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါက်မျိုးနယ်ကပြည်သူစစ်ကြေးရွာတွေကိုတိုက်ခိုက်ခံရလို့ပေါက်ကွဲနေတဲ့ပေါက်ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါဦးခင်ဗျာမျိုးနယ်မင်္ဂလာပါဗျာဒီနေ့ဟာ9ရက်17လပိုင်း2000နဲ့မှ 25ဖြစ်ပါလေဗျမျိုးတွေကိုဒီကနေ့ပေါ့ကတော့ကတော့မင်္ဂလာတည်းပေါ့မင်္ဂလာတည်းပေါ့နော်ဦးဇင်းဟိုတလောကပြောတယ်လေအလက်ကြိုင်မောကြီးဆိုတာအလက်ကြိုင်နှွှဲစတန်းဆိုတာပေါ့နော်ဦးဇင်းပြောခဲ့တာပဲနော်အဲ့လိုပြောခဲ့တာပဲဦးဇင်းတို့ကောင်းမြတ်နေတောင်းပိုင်းနော်ဝင်ကျုံးနဲ့ဒီချိုကိုဝင်ကျုံးကအင်ဂျင်90လောက်ရှိဒီချိုကအင်ဂျင်100လေးပါရှိတယ်100လေးပါရှိတယ်ဝင်ကျုံးကဝင်ကျုံးဒီစင်းနဲ့ရဲပေါ့နော်အဲ့မှာရှိတဲ့ဟာကိုအင်အားထောင်ကျော်လောက်နဲ့ဝင်လုံးနဲ့ပါသွားတယ် ကစစ်တိုက်တာပါပါရှုံးတော့ပေါ့ဗျဟုတ်လားရှုံးတယ်ဆိုလို့ဒါပြပဒစာလေးလက်နဲ့ကိုစီနဲ့တော့တို့လွတ်မြောက်ပါတယ်ဒါတော့စာရောဆက်မှာအကုန်လုံးဒါပေမဲ့လွတ်မြောက်ပါတယ်တို့အိမ်တွေကိုအကုန်ပြီးရှို့တယ်အိမ်တွေကိုပြီးရှို့ပလိုက်တယ်နော်အိမ်ကြီး90လုံးကိုပြီးရှို့ပလိုက်တယ်အဲ့ဒါပြီးတော့တချို့ကုန်းကိုတို့ဆက်ပြီးမယ်တချို့ကုန်းကိုတော့ခလိုက်တယ်ကြားပေါ့ခလိုက်ရတာကဒီတချို့ကုန်းရင်းရွာရဲ့တစ္ဆာပေါက်ပေါ့တစ္ဆာပေါက်ကဒီရွာထဲကိုရင်ဝန်းလာတော့ အမှုမဲ့မဲ့အနိုင်မိပါလားပေါ့ဗျာဘယ်နေရာဝင်ရဘယ်နေရာဒီနေရာကိုတစ်ဆူကုန်ပါတကွာပြုစစ်ချင်ပါလေကနော်ပြုစစ်လာရတာလားဒီကွာနေမှာဒီစာပီဒီအက်ထဲပေါ်ရဝင်သွားတယ်သူကနေမှာဥဆောင်ပြီးမှလာခဲ့တယ်သွားထဲမှာဘယ်နေရာဘယ်နေရာဘယ်နေရာကဲဘယ်နေရာဆိုတော့ထောက်ထားအကုန်သိရပေါ့ဗျာအတိတော့နေရာတိတော့အဲ့မှာခံလိုက်ရတယ်အဲ့မှာလည်းအကုန်လုံးကသူတို့စပြုစစ်တွေပတ်တဲ့အစားတွေကစွန့်နိုင်နေကြတယ်အဲ့မှာတစ်ချိုကုန်ပါဆိုလို့ရှိရင်ရဲရောရှိတယ်ပြုစစ်ရောရှိတယ်စစ်သားရောရှိတယ်သူတို့စွန့်နိုင်နေမှာသူတို့ခုခံတယ်သူတို့စွန့်နိုင်နေမှာလုံးဆောင်တယ်လုံးတော့ပေါ့ဗျာအကြိုက်တိုက်တွေနော် နောက်ဆုံးတော့အင်အားချင်းလည်းမမြလာနဲ့လက်လက်ချင်းကလည်းတိတ်မမြလာနဲ့ဒုံးတန်ကလည်းဒုံးဒုံးတွေရောချလာတော့ကြနော်အဲ့တော့နောက်ဆုတ်သွားရတယ်ပေါ့ဗျာလက်ကနောက်ဆုတ်ခွာလိုက်တယ်ပေါ့ဒါပင်တော်ကိုဆုတ်လိုက်ပင်တော်ကိုဆုတ်လိုက်အဲ့တော့ဘာပြောပြောအကုန်လုံးလက်လက်ခရံဆုံးရှုံးမှုမရှိဘဲနဲ့လွတ်သွားတယ်ပေါ့ဗျာနော်လွတ်သွားတယ်ပင်တော်မှာဆုတ်လိုက်တယ်အဲ့ချိန်မှာချိန်ပြီပါပဲနော်အဲ့ဆက်ကကကြီးအရောဒီဘုတ်ပုံရနမကတိုင်မူအရောအကုန်လုံးတမတဲ့တမမခုတ်ကူတမအရောအကုန်လုံးကူပေါင်းပြီးမှာ ကလေးတင်ကြီးတယ်လွတ်လိုက်တဲ့အတွက်ကြောင့်သူတို့တွေဒါတော်တော်များများသေးတယ်ပေါ့ဗျာတော်တော်များများသေးတယ်ခဏနေမှာဒါစစ်ကူလာတယ်စစ်ကြောင်းလာတဲ့အခါမှာအဲ့ဒီရောတွားရှင်းတယ်အဲ့ဒါဆိုရင်အဲ့တိချောကိုရောမှလူတွေအိမ်တွေပုံပြီးရှို့တယ်ပုံပြီးရှို့ပခက်တယ်အေးတော်တော်များများဒီအကုန်လုံးမီးရှို့တယ်ပေါ့ဗျာအများကြီးတော်တော်များများတဝက်လောင်လောင်သွားတယ်ပြောရမှာနော်တဝက်လောင်ဒီပြုစစ်နဲ့ပတ်သက်တဲ့အိမ်တွေတော်တော်များများပဲအကုန်လုံးကူးပြီးမှအကုန်လောင်သွားတယ်အဲ့လိုမီးလောင်သွားပြီးမှာကတော့နောက်နေကြတော့ချစ်ချစ်လင်ငယ်ညာတို့ရဲ့စေချောင်းရောက်တော့နောက်နေကြတော့တွားရှင်တယ်အဲ့မှာအလောင်း40ရပြီးဒီရအလောင်း40 နော်ဗီဒီယိုအလောင်း40ရဲ့လက်နက်ကတော့10လက်ပဲရတယ်လက်နက်ကလက်နက်က10လက်အဲဇက်တိုက်ဇက်တိုက်ရှင်းတယ်ဗျာဇက်တိုက်ဇက်တိုက်တွားပြီးမှကိုလုံနေတယ်အဲ့လာပြီးတော့တို့လက်ရှိမနေ့ကတည်းကဆိုရင်တီးကြောင်းကြွနေတယ်တီးကြောက်ရွာအတီးကြောက်ရွာကိုလည်းတို့တွေဒီတက်မလို့ပြည်သူစေအကုန်လုံးပူပေါင်းပြီးမှရှင်းလင်းတယ်အားချားရပါလိမ့်တယ်အခုအညာသူပိုင်းပေါ့အခွဲရတွင်ရွာပြစ်ဒါကတော့ဗီဒီယိုဒီအင်အားအတောင်ဆုံးနေရာလို့ပြောလို့ရတယ်အဲ့ဒီမှာပဲစူးစိကြတယ်အဲ့ဒီမှာပဲနေကြတယ်အခွဲရတွင်ရွာပြစ်ဆိုတာကတော့ဒါတော်တော်များများ လူတိုင်းသိတယ်ပေါ့ဗျာဒီခွေရတွင်ရွာတဲ့နဲ့ပတ်သက်ပြီးဒေါ်တော်များများတော့သိတယ်အဲ့ဒီမှာတော့ဒေါ်တော်များများလည်းစုကြတယ်နော်ဒေါ်တော်ကြီးကိုအဲ့ဘက်မှာတော့ဦးစင်းတို့လည်းအဲ့နာခွေရတွင်ရွာခွေရတွင်ရွာတွေ့တို့တစ်ဖက်အဲ့နာမှာတစ်ဖက်ကြောက်တို့ဒေါ်တော်များများဗျာအဲ့နာမှာဇီဘူးကိုဇီဘူးကိုတို့ကတော့အရမ်းတော့နဲ့ဒီရွာတစ်တို့မှာဆိုလို့ရှိရင်ဒေါ်တော်များများဒီကြောက်ကာတို့ရွာတစ်တို့နော်ခွေရရွာတစ်နဲ့ခွေရလည်းတခုတည်းပဲနော်အဲ့မှာ PDF တော်တော်များများစုဆောင်းတဲ့ရွာတွေပေါ့ဦးစင်းကိုယ်တိုင်လည်းဒါနမခါကိုပို့ထားတာရှိတယ် เนาะဥစဉ်ကိုလည်းနမကဘူးဒီလူဒီရွာတွေနဲ့ပတ်သက်တဲ့ဒီအကျန်းဖက်တီတောင်းကျန်းနဲ့ရွာတော်တော်များများကိုဥစဉ်ပို့ထားတာဗျာเนาะအများကြီးပဲအဲ့တော့အခုကျတော့တို့တွေဩလာတယ်ဗျာမအောင်ဩလာတယ်လဲဆိုလို့ရှိရင်တမတော်ကနေတဲ့ရွာတွေကိုပြီးစုလို့တဲ့တမတော်စစ်ကြောင်းကနေပြီးမှာတဲ့ဟိုကလက်တက်ကြီးတွေနဲ့ပြစ်လို့တဲ့ရွာတွေကိုအစ်မဖြစ်ဖဲနဲ့တဲ့ပြစ်လို့လေဗျာကမင်းလည်းလုပ်ပါမလဲဟမ်ဘယ်လိုလုပ်ပါမလဲပါပါလို့ရမလဲစစ်မဖြစ်ဖဲနဲ့တမတော်စစ်ကြောင်းကနေရွာတွေကိုပြစ်လို့နေဗျာစစ်မဖြစ်ဖဲနဲ့အဲ့ဒီနာမှာအကြမ်းဖက်မရှိဘဲနဲ့ရွာတွေကိုဘယ်သူက လုံးမှာလဲဘယ်သူမှပြစ်မှာလဲဒါကြောင့်လဲခင်ဗျားတို့တွေ့ဖို့တော့ပြည်သူများအားလုံးသိအောင်ဦးစင်းရပြောပြခြင်းဖြစ်ပါလိမ့်မယ်နော်ဒါပြည်သူများသိအောင်ပြောပြခြင်းဖြစ်တယ်အဲ့မှာဦးစင်းတို့ PDF ရွာနေဆိုလို့ရှိရင်တောင်မြင့်တို့ခွေရရင်ဘလိုကန်ရှင်ရှင်တင့်ညီနောင်ဈာကကန်တိကျောက်ကျောက်ကားဘူမဲအင်းငယ်တော့လက်ပံလာဘူကိုဘူကော PDF စခန်းပေါ်ဗျာနော်ဒဇုံတောင်ဘက် PDF စခန်းတက်တက်ပြီးလေလံမုံကုန်းစခန်းလာမင်းကောင်း စစ်တပ်ထိုးစစ်ကအန်ယူတမဟာငါးပူပေါင်းတက်နောက်ဆုံးရကရင်ပြည်နယ်ဖာပုံမြို့နယ်အတွင်းစစ်တပ်ကရင်နယ်ခြားဆောင်တပ် BGF နှင့်ဗိုလ်ဘီဦးဆောင်သည့်တိုးတက်သောဂေါဒဘာသာကရင်မျိုးသားတမတော်မူလ DKBA တပ်တို့ပူးပေါင်းထိုးစစ်ဆင်လာသောကြောင့်ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNU နှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များဘက်ကအနေငယ်နောက်ဆုတ်ပေးလိုက်ကြောင်း KNU တပ်မဟာ၅ပြောခွင့်ရဒုတိယဗိုလ်မှူးကြီးစောကလဲတို့ကပြောသည် ရင်းကစစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ BGF DKBA ပူပြီးအဖွဲ့တို့သူတို့အင်အားတွေထပ်ဖြစ်လာပြီးတော့6ရက်နေမှာဝါဒူးကနေအပေါ်ကိုနည်းနည်းစစ်ကြောင်းတွေထိုးလာတာပေါ့တိုက်ပွဲတွေကြီးကြီးကျယ်ကျယ်တော်တော် ဖြစ်တယ်။လေရင်နဲ့လည်းပြစ်တယ်လက်နက်ကြီးတွေလည်းပြစ်တယ်9ရက်နေမှာလည်းတိုက်ပွဲထပ်ဖြစ်ပြီးတော့မှတော်လန်ရေးပူးပေါင်းတပ်ဖက်ကနည်းနည်းလေးဆုတ်ပေးလိုက်ရတယ်ပြီးတော့သူတို့ကအဲ့ဒီမှာပဲနေရယူပြီးတော့အခုကတော့ငြိမ်နေတာပေါ့ဟုပြောသည်။ KNU တပ်မဟာငါးထိန်ချုပ်နယ်မြေအတွင်းရှိဖာပုံမြို့နယ်၌စစ်တပ်ကမြို့အပါဝင်နယ်မြေနှင့်တပ်စခန်းကိုဆယ်ရာခိုင်နှုန်းကျော်ဆုံးရှုံးထားသည်ထို့ကြောင့်စစ်တပ်ကဖာပုံမြို့နှင့်မိုင်း60ခန့်ဝေးသည့်ကမ္မမောင်းတွင်အင်အားများစုဆောင်း၍ကမ္မမောင်းမြို့အထက်ဝါဒူးကြီးရွာ၌အထိုင်ချကရှေ့ကိုစစ်ကြောင်းများတဆင့်ချင်းတိုးနေရဝါဒူးအထက်ဝါတိုးခိုအောက်ဖက်ထိစစ်ကြောင်းများရောက်ရှိနေပြီဖြစ်ကြောင်းဒေသခံများကပြောသည် ထာကိုနှင့်ကမ္မမောင်ကြားအလဲရှိကတိုင်းတိစစ်စခန်းကိုအင်အားများဖြစ်တင်းနိုင်ရန်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးထိုမှတဆင့်ဖာပုံမျိုးအနီး၌ပိတ်ဆို့ဖြတ်တောက်ခံထားရသည့်ဖာပုံပြူဟာခမရ340ခမရ340တဌာနချုပ်တို့ကိုမြေပြင်စစ်ကူစစ်ကြောင်းများပို့နိုင်ရန်နှင့်နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရန်စစ်တပ်ကအင်အားအများပြားစုစည်းက မြေပြင်စစ်ကြောင်းပြင်လက်နက်ကြီးလေကြောင်းပစ်ကူတို့ဖြင့်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ဖရာစစ်စေကိုနော်ဒါတကယ် ပီဒီအက်ဒီအင်အားတောင်းတဲ့ကြွားတွေပေါ့နော်ကြွားတွေရတယ်ကပြိုးဆိုတာလည်းကပြိုးကတော့လည်းပင်မာကြီးပဲနော်အဲ့ဒီမှာအစိုးဆုံးကဒီခွေရရွင်းလို့ဆိုလို့ရှိရင်တော်တော်ဆိုးတာကြနော်စူဆောင်းတာလည်းခွေရရွင်းရွာတက်မှာပဲစူဆောင်းတယ်ပေါ့အင်အားများတာကလည်းခွေရရွင်းရွာတက်မှာပဲများတယ်ဒီကြားပြကန်တို့အစိုးဆုံးနေရာတွေပေါ့နော်အဲ့မှာခွေရရွင်းတို့ကြားပြကန်တို့ကြောက်ကာတို့ဘောဂောပီရီယာစခန်းတို့တူးတောင်ပဲအကုန်လုံးပေါ်ပြဒါတော်တော်များများဆိုးတဲ့ရွာတွေတော်တော်များများဆိုးတဲ့ရွာတွေဒီနော်တော်တော်များများဆိုးတဲ့ရွာတွေအခုကြာမှာတို့တို့တဲ့ဒီရွာတွေကိုဖူးတက်မလို့ကနေစစ်ကြောင်းကတော့များတယ် တော်တော်များလေအင်အားထောင်အားလောက်ရှိတယ်နော်အင်အားထောင်အားလောက်ရှိတယ်ပစ္စည်းပစ္စည်းကဆုံဆုံလေးလေးရှိတယ်ရှိတဲ့အခါကျတော့ပြည်သူတွေကိုတတ်မတော်ခံနေလောက်ပါပြီတဲ့ပြည်သူတွေကိုတတ်မတော်ပြည့်မဲ့ပြည်သူတွေကိုတဲ့အော်အပြည့်မဲ့ပြည်သူတွေကခင်ဗျားတို့ဝင်ကျုံနဲ့တချို့ကိုမိချိုလိုက်တုန်းကဝင်ကျုံကအသက်80ကျော်ဖွားကြီးကိုတတ်တုန်းကအသက်80 90ကျော်ဆရာတော်ဘုန်းကြီးကိုဖမ်းသွားတုန်းကအသက်ကြီးတဲ့သူတွေဖမ်းဆီးသွားတုန်းကခင်ဗျားတို့ကအဲ့ဒါပြည်သူမဟုတ်ဘူးလားပြည်သူစီရွာထဲမှာရှိရတယ်ပဲခင်ဗျားတို့ကအဲ့ဒီလူကဒလန်ဖြစ်ရောလား ်ပြီးသူစပတ်တဆာရွာလည်းလောက်ထားနေပဲအဲ့ဒီရွာမှာနေတဲ့သူတွေအကုန်လုံးကတတ်မလို့ထောက်ခံသူဖြစ်ရောလားလဲအဲ့လိုကမုံတရားချင်းမကျင်တတ်လို့လုံချင်းဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီတချို့ကုန်းရွာဘူးလို့သစ္စာပေါက်ကနေမှအရှိဆောင်မှရွာလေးကိုအရင်ဝင်လာတယ်အဲ့သူ့ရဲ့ညီကိုမောင်နှမတွေသူ့မျိုးတွေရွာလေးရှိရအဲ့ပြီးသူစတွေကဘာလို့လို့လဲဘာလို့လို့လဲအတူနေနေရတယ်ဘာလို့လို့လဲလင်းအောင်ဘာပြောလို့လဲချိကအောင်ဘာပြောလို့လဲတို့ပဲရှူရှင်မဲစီစီလုံးလုံးမဲမျိုးစုံလုံးလည်းစိတ်မဆိုးဘူးဘာပြောခဲ့ဘာမှမပြောဘူးနော်ဘာမှမပြော ဒါပေမဲ့အတက်90ကျော်60ကျော်ပွားကြီးတွေအဲ့တနက်ကင်နိုင်လို့လားဘာလို့နိုင်လို့လဲသူတို့ကတော့အင်းစင်စင်ဖုံးကြောက်မှလည်းနှက်တော့ကုတ်ဖမ်းသွားတယ်နေရာရင်နဲ့နေရာရင်နဲ့ဥတန်သွားတယ်ဘယ်တော့ရှင်းသားပြကောင်းလဲအခုကြမှာတက်မတော်ကဘာလို့ပါလဲညာလို့ပါလဲတိကျောင်းထုတ်ပြီးအိမ်နေပြီးချိုပါလဲအပီဒီရဲ့ဟိုရွာပြည်သူတွေကိုလုံနေပါလဲစစ်မဖြစ်ဖဲနဲ့ဘာလို့လဲစစ်မဖြစ်ဖဲနဲ့စစ်မရှိဖဲနဲ့တက်မတော်ကဘယ်သူမှဖင်ရပြီးမအားရရမလားဘူးအဲ့ဒါကိုညံ့ညံ့မှတ်ထားပါနော်မော်နဲ့ပေါ်နဲ့ကြလားခန္ဓာရင်ရှိအောင်ခံ ဘာလို့ကိုယ်လည်းကြရမော်နဲလို့ဦးစေပြောပြီးပဲအေးရရနေပါနေရရနေပါအတိတရားရှိကြတော့ပါနောင်နာရကြတော့ပါလို့ပြောတယ်လေပြောတယ်လေမဖြစ်နိုင်ဘူးနော်အညာလူညာသားတွေထိုးချခံနေရတာထိုးကျွေးခံနေရတာအကောလုံးအဲ့ဘိုလ်လဲရလားဘာလဲရလဲဟုတ်လားအကောလုံးနဘောက်တို့အကောလုံးစဆရအကောလုံးကောင်းတရားအဲ့မှာမရှိဘူးခင်ဗျားတို့စစ်တိုက်တဲ့နေရာသူတို့ဥစားပြီးမပါဘူးဓာချတဲ့နေရာသူတို့မပါဘူးဝိုင်းတွဲနဲ့ပြီးရတဲ့မှာသူတို့မပါဘူး เนาะလူတို့မပါဘူးအဝေးကြီးကနေခင်ဗျားတို့ခိုင်းစားနေအဝေးကြီးကနေပိုက်ပြနေအဲ့ဒီလူတွေကခင်ဗျပေါက်နေသားတွေမဟုတ်ဘူးเนาะနဘောက်တို့ကပေါက်နေလက်ရာတို့ကလည်းပေါက်နေသားတွေမဟုတ်ဘူးအဲ့တော့အရင်ခန်းလဲတဲ့သူကတော့ဆန်ရတာပေါ့ဗျာဟုတ်လားပေါက်မှာထွက်တဲ့ရေတံလေးတွေပေါက်မှာပြည်သူတွေဆက်မရှိမှမရှိမှဆက်ကြောက်တဲ့အရာလေးတွေဟောထိုင်းရနေဝိုင်းရင်ပြီးပါထောက်ဖို့ထောက်ပံ့တဲ့ဟာတွေယူပြီးမှသူတို့တွေကပဲလိုလုံနေတာပြည်သူကာကွယ်ရေးခင်ဗျားတို့ဘသူကကာကွယ်လို့လဲချစ်တော်သူတို့ကပဲလာတော့ဟိုကတကယ်လည်းလေရင်လဲလာရောဟိုကလည်းလာရောသူတို့ကအရင်ပြေးတာဟုတ်လားဒါကိုတိစေချင်လို့ပေါက်ကတော့ 没大事的，哪能做家去吃呢？做肉呢，做吃的；做包肉，做吃的。吃了外头，反正那弟点小吃，我他表边的啊，那我就我包葫芦娃的咯。我包包子咯。后来呢，口感不变。然后呢，刘家港没安呢，没安呢咯。还有我，麻地有个人啊，就就表哥就去买了一家，还有大老爷家。